ဲ့တော့မြမတက်မတော်မှာ vision လည်းရှိတယ် mission လည်းရှိတယ်ဗျနော်အဲ့တော့ theory လေးနည်းနည်းပြောပြပေးမယ် vision ဆိုတာကအနာဂတ်မျှော်မှန်းချက်မိမိအဖွဲ့အစည်းရှေ့ဆက်ပြီးတော့ဘလို့သွားမယ်အနာဂတ်မှာကျွန်တော်တို့ရဲ့အဖွဲ့အစည်းကိုဘာဖြစ်ချင်ပါတယ်ဆိုပြီးတော့ရေးဆွဲထားတာကို vision အနာဂတ်မျှော်မှန်းချက်လို့ခေါ်တယ်ဗျနော်တက်မတော်မှာ mission လည်းရှိတယ်ဗျ မစ်ရှင်ဆိုတာကလမ်းစဉ်လမ်းစဉ်ဆိုတာကတော့စစောကျွန်တော်တို့အနာဂတ်မှာဖြစ်ဖြစ်ချင်တဲ့ဆန္ဒ vision ကိုဘလိုနည်းနဲ့လုံးမယ်ဆိုပြီးနီးလန်းလေးတွေထည့်ရေးထားတာကို mission လို့ခေါ်တယ်ဗျเนาะစီးပွားရေးတစ်ခုလုံးမယ်ဆိုရင်ကျွန်တော်တို့က vision နဲ့ mission တွေတည်တည်ကြကြရေးဆွဲရတယ်အဲ့လိုပဲအဖွဲ့အစည်းတစ်ခုတည်ဆောက်ပြီဆိုလို့ရှိရင်လေပဲအဲ vision mission တွေတည်တည်ကြရေးဆွဲရတယ်ဗျเนาะအဲ့တော့ကျွန်တော်တို့က တက်မတော်ရဲ့ vision ကဘာလဲเนาะကျွန်တော်က light ကိုခဏလေးပဲလွှင့်တာဖြစ်ပါတယ်เนาะအဲ့တော့မြန်မာတနိုင်ငံလုံးမှာเนาะရှိတဲ့တက်မတော်သားတွေအကုန်လုံးကဒီ vision ကိုနားလည်ထားဖို့လိုအပ်ပါတယ်အဲ့ဒီတော့မြန်မာတက်မတော်ရဲ့ vision မြန်မာတက်မတော်ရဲ့အနာဂတ်မျှော်မှန်းချက်ကဘာတွေလဲဒီကြောင်းနေเนาะ ကမ္ဘာနိုင်ငံဤတက်မတော်များနှင့် ရင်ပေါင်တန်းနိုင်မှုတဲ့ဒါမြန်မာတက်မတော်ရဲ့ vision ဗျာနော်ပြန်ပြောမယ်မြန်မာတက်မတော်ရဲ့ vision ဒီကမ္ဘာနိုင်ငံများဤတက်မတော်များနှင့်ရင်ပေါင်တန်းနိုင်မှုဒါကမြန်မာတက်မတော်ရဲ့ vision ဖြစ်တယ်ဟောဒီ vision ထဲမှာကြည့်လိုက်လို့ရှိရင်မြန်မာတက်မတော်ကတခြားသောနိုင်ငံတွေမှာရှိတဲ့စစ်တပ်တွေနဲ့ရင်ပေါင်တန်းနိုင်ဖို့ ဆိုတဲ့ခေါင်းစဉ်လေးဗျဟာရမ်းကောင်းတယ်အဲ့ဒါကိုကျွန်တော်ကပြန်စဉ်းစားကြည့်တော့ကျွန်တော်မြန်မာတက်မတော်ကဟိုးရခိုင်ရခိုင်တို့ကစစ်လက်နက်ပစ္စည်းတွေကသူများနိုင်ငံဝယ်ရတာဗျနော်ကျွန်တော်နောက်ပိုင်းကျတော့ကျွန်တော်ကကိုပိုင်စ조사တာမြန်မာတက်မတော်ကရုရှားကိုပညာတော်သင်လှုပ်အိန္ဒိယကိုပညာတော်သင်လှုပ်ကိုတိုင်စ조사ခဲ့တယ်ဗျနော်နောက်တစ်ခါ ပညာတော်တွေလွတ်တဲ့နေရာမှာလည်းပဲအရာရှိတွေလွတ်တာမဟုတ်အခြားစင်တွေပါလွတ်တယ်။နော်အခြားစင်ဒုတက်ကြက်တွေအစင်တီတောင်ပါတယ်ဗျ။အဲ့ဒီလိုလွတ်ပြီးတော့ကျွန်တော်တို့ဒီမြမတက်မတော်ကဘာတက်မတော်တွေကဘာတက်မတော်တွေနဲ့ရင်ပေါင်တန်းဖို့ကြိုးစားတယ်။ပို့ပြီးတိတိကျကျတည်ကြည်ရင်အခု2024မှာလားမသိနော် ကျွန်တော်တို့ရေတက်ကမြမရေတက်ကနေပြီးတော့တိဆောက်ထားတဲ့နော် နောက်ဆုံးပေါ်စစ်ရရင်တာလုံမင်းတရားကြီးလားမသိနော်ဟုတ်တယ်တာလုံမင်းတရားကြီးစစ်ရရင်ဆိုတာက၃ဘက်မြင်ရေဒါ၃ဘက်မြင်နဲ့နော်နောက်ဆုံးပေါ်27ရာစုတိုက်ပွဲဝင်အစ်စ်စစ်ရရင်ဆိုပြီးမြန်မာနိုင်ငံကထုတ်ထားတာအဲ့အရာမတိုင်ခင်ပါဘူးကျွန်တော်ကိုယ်တိုင်ထုတ်ရင်ငုတ်သင်းမောဖြက်စည်းပြစ်နိုင်စွမ်းရှိတဲ့ဖြက်သင်းမော free gate free gate တွေလည်းကျွန်တော်တို့ကိုယ်တိုင်လည်း ။ဟောအခုဆို3စီလားမသိဘူး free gate နော်။3စီလား5စီလားမသိဘူး။ကျွန်တော်တိဆောက်နိုင်စွမ်းရှိပြီးွားပြီ။နော်။ဒါကရေတက်နဲ့ပတ်သက်တာ။ကုန်းတက်ကြီးတက်နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်ပိုင်ထုတ်တဲ့ MA 1 to 11နော်။ MA series ဆိုတဲ့ကျွန်တော်တို့ဘာဖြစ်လဲ။တနက်တွေလည်းထုတ်နိုင်သလို